ဒိဋ္ဌိကျေးချမ်းသာရမိတောင်စုကလည်းအဝေးဆက်ခံသူတွေဖြစ်ကြတဲ့မင်းသမီးလေးဦးနံပါတ်၁နေဂျီဦး beauty blogger အဖြစ်ခြေချလာခဲ့တာဖြစ်ပြီးတော့နေဂျီဦးက makeup ဆိုလဲ ticket branded တွေကိုဒါလင်းချက်ရဖြစ်ပါတယ်နေဂျီဦးရဲ့ဖခင်ကဆေးရရှိတဲ့ဦးဖြစ်ပြီးတော့အရန်ကိုချမ်းသာတာဖြစ်ပါတယ်နေဂျီဦးအတွက်လိုလီသေးမရှိအောင်ထားပေးပြီးတော့ညာအိတ်ဝတ်စုံကိုတောင်းဒိန်း900ဝန်းကျင်ကတဲ့ဝတ်စုံမှာဝတ်ကြဖြစ်ပါတယ်ကဘာကျော် brandy ကိုတောင်းသူ့ကြောင့်နာမည်မကြီးစေစေမှုလို့ထုတ်ပြောထားတဲ့သူပါနံပါတ်၄ဘိုးမလီတာ ပေါ်မီတာကစူဇန်ကယ်လရဲ့အနာဂတ်ပစ္စည်းတွေကိုကြောညာပေးရင်ပရိသတ်တွေကနေပြီးတော့သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ဈေးကြောင်းသူလေးဖြစ်ပြီးတော့ရုပ်ရည်ချုံမောင်းတဲ့ပိုးမမီတာရဲ့အလှရင်းမှာအားလုံးကစတင်သွားခဲ့ကြတာဖြစ်ပါတယ်။ပိုးမမီတာကရုပ်ချုံယုံတင်မကပဲတထည်သမီးတစ်ယောက်လည်းဖြစ်ပါတယ်။ဒူမိုင်းယမီပါရီကတော်တော်လေးဝချမ်းသာကြပြီးတော့ရိုးရိုးစင်စက်ချမ်းသာသူတွေဖြစ်ပါတယ်။ပိုးမမီတာရဲ့မိပါရီကနောက်ခွေကနေလိုအပ်သမျှအားလုံးကိုထောက်ပံ့ပေးကြတာပါ။ နံပါတ်3နန်းစန္နာလာချုံနန်းစန္နာလာချုံကသူချမ်းသာတာအကြောင်းကိုတိတ်ပြီးတော့မကြုံတက်တယ်လို့ Brandon Newson ကိုဝစ်ပြီးတော့ထုတ်ပြောတာမျိုးလည်းမရှိပါဘူးတကယ်တော့နန်းစန္နာလာချုံရဲ့မိသားစုတွေကချမ်းသာတဲ့သူတွေလို့သိရပါပြီနန်းစန္နာလာချုံကအမှုပညာအလုပ်လည်းမလုပ်တော့ပဲမကြခင်မှာစိန်ရှူရတနာဆိုင်ဖွင့်ပြီးတော့စီးပွားရေးလုပ်ငန်းကိုဝန်ဆောင်ချလုပ်ကြနေတော့မှာဖြစ်ပါတယ် Neverly Moses White မိုးစောင်းဝိုင်ကမက်ဆီယူနီဗာစီမှာကိုစောင်းပြူနေတဲ့ရှင်ပြိုင်ပြီးတော့မင်းသမီးနေနဲ့နုပညာတော်ကရင်ဝင်ခဲ့တာဖြစ်ပါရီမိုးစောင်းဝိုင်ကချုံမော်ရီရွေးရီပိုင်ဆိုင်ထားလို့နောက်ခံတိုင်းဝိုင်ရလည်းရန်ကိုချမ်းသာတာပါမိုးစောင်းဝိုင်ရဲ့အကူကဝင်းမုံရှိရဲ့ခင်မုံဖြစ်ပြီးတော့သူတို့မိသားစုပိုင်လုပ်ငန်းကြီးကမြန်မာနိုင်ငံမှာအများအပြားကိုရှိရာဖြစ်ပါရီ